မင်္ဂလာပါရှင်မြမပြည်သူပြည်သားများအားလုံးလုံခြုံပေးကင်းပါစေလို့ဆုတောင်းမေတ္တာပို့သပါရယ်ဗမာပြည်ကြီးရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကြတပတ်အတွင်းအထူးသတင်းစီစဉ်များကိုစုစည်းပြီးတော့ကျွန်မမိုင်ကတင်ဆက်ပေးသွားမှာပါဒီတစ်ပတ်အတွက်အထူးသတင်းအစီအစဉ်တွေအနေနဲ့ကတော့ 2025ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုဗင်နီဇွဲလားအတိုက်ခံပါတီခေါင်းဆောင်မာရီယာကော်ရီနာမာချာတိုကရရှိသွားတဲ့တွင်စစ်မျက်နှာ5ခုဖွင့်ပြီးတော့အာရခတက်တော် AA ကိုစစ်ကောင်စီထိုးစစ်ဆင်နေတဲ့တွင်စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့်ဆယ်ရက်အတွင်းရှမ်းပြည်နယ်၊ကရင်ပြည်နယ်နဲ့စကိုင်းတိုင်းအတွင်းကအရက်သား90ကျော်တေဆုံးခဲ့ရတဲ့တွင်ပါဝင် အခြားသော ပြည်ရင်းပြည်ပကစိတ်ဝင်စားကြတဲ့တွင်တွေကိုနားဆင်ကြရမှာဖြစ်ပါရဲ့ရှင်။ 2025ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုကိုဗင်နီဇွဲလာအတိုက်ခံပါတီခေါင်းဆောင် မာရီယာကော်ရီနာမာချာဒိုကရရှိသွားပါတယ်။ဗင်နီဇွဲလာနိုင်ငံပြည်သူတွေအတွက်ဒီမိုကရေစီအခွင့်အရေးတွေမြင့်တင်နိုင်ဖို့မဆုံးမနစ်ကြိုးပမ်းခဲ့မှုကြောင့်မာချာဒိုကိုပေးအပ်ခဲ့ရတာဖြစ်ကြောင်းနိုဘယ်ငြိမ်းချမ်းရေးဆုရွေးချယ်ရေးကော်မတီကထုတ်ပြန်ထားပါတယ်။ အသက်58နှစ်အရွယ်မာချာဒိုဟာဗင်နီဇွဲလာအတိုက်ခံပါတီရဲ့ခေါင်းဆောင်ဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်ကဗင်နီဇွဲလာသမ္မတရွေးကောက်ပွဲမှာလည်းပါဝင်ရှင်ပြိုင်ခွင့်ပိတ်ပင်ခံခဲ့ရသူဖြစ်ပါတယ်။ရွေးကောက်ပွဲဝင်ဖို့ပိတ်ပင်ခံရပေမဲ့သူ့ပါတီကနေသမ္မတလောက်အတွက်ရွေးကောက်ပွဲမဲဆွဲချီတက်ပွဲတွေမှာဥဆောင်ပါဝင်ခဲ့ပြီးတော့ဒီမိုကရေစီအခွင့်အရေးရရှိရေးအတွက်ရတဲ့ပုံစံနဲ့တိုက်ပွဲဝင်ခဲ့တာပါ။မာချာဒိုဟာပွင့်လင်းမြင်သာမှုရှိတဲ့ဒီမိုကရေစီရေးလှုပ်ဆောင်မှုတွေ ဗင်နီဇွဲလာအစိုးရပိုင်း PDVSA ရင်းနှံကုမ္ပဏီတို့လိုနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကိုပုတ်ကလိကပိုင်းပြုတ်လုခြင်းအပါအဝင်လီဘရယ်စီးပွားရေးပြုပြင်ပြောင်းလဲရေးတွေကိုထောက်ခံအားပေးခဲ့ပါသေးရဲ့။ဒါ့အပြင်ဗင်နီဇွဲလာနိုင်ငံတွေကဆင်းရဲသားတွေကိုကူညီထောက်ပံ့ပေးမယ်လူမှုဖူလုံရေးအစီအစဉ်တွေဖန်တီးပေးတာကိုလည်းထောက်ခံခဲ့သူဖြစ်ပါတယ်။မာချာတို့ကိုဗီနီဇွဲလားနိုင်ငံထဲမှာအိုင်ယွန်လေဒီလို့လူသိများပါတယ် နိုဘယ်ငြိမ်းချမ်းရေးဆုကို1900တခုနှစ်ကစတင်ပေးရခဲ့ပြီးတော့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်143ဦးထဲမှာမာချာဒိုဟာအယောက်20မြောက်အမျိုးသမီးဆုရှင်ပဲဖြစ်ပါတယ်။မြမလူတို့ကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာလည်းနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တဦးဖြစ်ပါတယ်။1992ခုနှစ်ကနိုဘယ်ငြိမ်းချမ်းရေးဆုကိုရရှိခဲ့တဲ့ဒေါအောင်ဆန်းစုကြည်ကိုလက်ရှိမှာတော့အာနာသိန်းစစ်အုပ်စုကမတရားဖမ်းဆီးအကျဉ်းချထားဆဲဖြစ်ပါတယ်ရှင်။ ်ကောင်စီနဲ့အာရခတက်တော် AA ကြားနှစ်ဖက်စလုံးအတွက်စည်ရေးချက်ချကြတဲ့အ ਨੇ စုံစစ်မျက်နှာ၅ခုလောက်မှာနှစ်ဖက်အပြန်လဲထိုးစစ်တွေနဲ့တိုက်ပွဲတွေအကြီးအကျယ်ပြင်းထန်နေတယ်လို့အာရခတက်တော် AA ဘက်ကအောက်တိုဘာလ10ရက်နေ့ကထုတ်ပြန်ထားပါတယ်အရခတက်တော် AA အနေနဲ့ရခိုင်ပြည်နယ်အတွင်းကလက်ကျန်မြို့နယ်တွေကိုတင်ပိုက်ဖို့ကြိုးစားနေတဲ့အချိန်မှာရခိုင်ဒေသနဲ့ဆက်ဆက်နေတဲ့မကွေးတိုင်းနယ်ရေကန် ပဲခူးတိုင်းညောင်ကျိုးဖြူဟာကုန်းနဲ့အေယာဝရီတိုင်းအဆက်၄မျက်နှာမြို့နယ်အတွင်းမှာစစ်ကောင်စီရဲ့ထိုးစစ်တွေကိုရင်ဆိုင်နေရတယ်လို့အေအေဘက်ကပြောဆိုထားပါတယ်။တဆက်ထဲမှာပဲစစ်ကောင်စီအနေနဲ့ရခိုင်ပြည်နယ်အတွင်းကအေအေသိမ့်ပိုက်ထားတဲ့နေမြေတချို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြည်ရည်လေးပူပေါင်းပြီးတော့ထိုးစစ်စင်တိုက်ခိုက်တာတွေဆက်လက်ပြုလုပ်နိုင်ဖို့ကိုပြင်ဆင်နေတာတွေရှိတယ်လို့အေအေဘက်ကထုတ်ပြန်ကြမှာဖော်ပြထားတာပါ။စစ်ရေးအပြင်အရှုံးနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာရခိုင်ပြည်နယ်အတွင်းက စစ်ရေးပြင်းမှန်မဟုတ်တဲ့အရက်သားတွေကိုလေကြောင်းဘုံကျဲတာတွေရေကြောင်းကနေပြီးတော့လက်နက်ကြီးတွေရည်ရွယ်ချက်ရှိရှိနဲ့ပစ်ခတ်နေတာကြောင့်အရက်သားထိခိုက်ဒေဆုံးမှုတွေဟာလည်းတိုးလာနေတာပါပြီးခဲ့တဲ့စက်တင်ဘာလတစ်လအတွင်းမှာပဲစစ်ကောင်စီကနေလေတက်ကဘုံကျက်ခဲ့တာကြောင့်အရခတက်တော်အေအေထိမ့်ချုပ်ထားတဲ့ရခိုင်ပြည်နယ်ကကြောက်တော်တန်တွဲမြို့နယ်နဲ့ချင်းပြည်နယ်ကပလဝမြို့နယ်တွေမှာ အရက်သား23ဦးဒေဆုံးပြီးတော့90ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ဒါအပြင်စစ်ကောင်စီအနေနဲ့ပင်လယ်ပြင်ကမ်းကြီးအတွင်းမှာတနိုင်းတပိုင်းဝန်စာရှာငါးဖန်ထွက်နေကြတဲ့ဒေသခံရေလုံသားပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေဒီအပိုင်းအတွင်းမှာပဲဆက်တိုက်ပြုလုပ်နေပြီးတော့ကြောက်ဖြူနဲ့တန်ရဲကရေလုံသား30နီးပါးကိုစစ်ကောင်စီကဖမ်းဆီးထားတယ်လို့အေအေဘက်ကပြောဆိုထားတာလည်းဖြစ်ပါရဲ့ရှင် စ္စရေးနဲ့ဟာမတ်အဖွဲ့ကြားအပြစ်ခတ်ရစေရေးပထမအဆင့်သဘောတူညီခဲ့ပြီးနောက်ထောင်ပေါင်းများစွာသောပါလက်စတိုင်းတွေဂါဇာမြောက်ပိုင်းဒေသတွေပြန်လည်ဝင်လာနေကြပါပြီ။အစ္စရေးစစ်တပ်ကလည်းဂါဇာကမ်းမြောင်ဒေသတွေကအချို့နေရာတွေကနေပြန်လည်ဆုတ်ခွာနေပြီလို့သိရပါတယ်။ဂါဇာကမ်းမြောင်ဒေသအပြစ်ခတ်ရစေရေးသဘောတူညီချက်ကိုအမေရိကန်သမ္မတဒေါ်နယ်ထရပ်အဆိုတင်သွင်းတဲ့အချက်20အပေါ်အခြေခံပြီးတော့ဂျာတာဘရီနေ့မနက်ပိုင်းမှာအီဂျစ်မှာသဘောတူလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။ အပြစ်ခတ်ရက်စဲရေးပထမအဆင့်သဘောတူညီချက်အရဟာမတ်စ်ကအစ္စရေးဘက်ကပါဖမ်းဆီးထားတဲ့သူအလုံး82နာရီတွင်ပြန်လွတ်ပေးရမှာပဲဖြစ်ပါတယ်။ဟာမတ်စ်ဘက်ကဖမ်းထားတဲ့အစ္စရေးတစားကဲ20ခန်းနဲ့တသက်တကျွန်းကြားခံထားရတဲ့ပါလက်စတိုင်းအကျဉ်းသား250အပါအဝင်အကျဉ်းသား1900ခန်းကိုအစ္စရေးဘက်ကပြန်လွတ်ပေးဖို့ရှိပါတယ်။ ထပ်ပြီးတော့ငမုတ်ခေါင်းပါမှုတွေကြုံတွေ့နေရတဲ့သူတွေအတွက်နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ကားရန်ကိုဂါဇာဒေသအတွင်းမှာ ပြန်ပြီးတော့ဝင်ခွင့်ပြုရမှာဖြစ်ပါတယ်။ American စစ်တပ်ဦးဆောင်တဲ့နိုင်ငံစုံတပ်ဖွဲ့ဝင်200ခန့်ပါဝင်တဲ့ငင်းငင်းရေးတပ်ဖွဲ့ကဂါဇာကမ်းမြောင်ဒေသအပြစ်ခတ်ရစဲရေးအခြေအနေကိုစောင့်ကြည့်ကြမှာဖြစ်ကြောင်း American ဘက်ကနေပြောပါတယ်။ Hamas နဲ့အခြား Palestine အဖွဲ့ဝင်အချို့ဟာ2023ခုအောက်တိုဘာလ9ရက်နေ့မှာ Israel တောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေး1100ကျော်တည်ဆုံပြီး200ကျော်တစားကန်အဖြစ်နဲ့ဖမ်းဆီးခံခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်ခံရမှုကိုအစ္စရေးအစိုးရကအပြင်းထန်လက်တုပ်ပြန်ခဲ့ပြီးနှစ်နှစ်အတွင်းဂါဇာဒေသမှာပါလက်စတိုင်း6800ကျော်တည်ဆုံခဲ့ပြီးလူထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့အဖြစ်ငတ်မုတ်ခေါင်းပါမှုနဲ့ကြုံခဲ့ရပါတယ်ရှင်။ပြီးခဲ့တဲ့အောက်တိုဘာ6ရက်သတင်းကြိုလာပြညမှာဖြစ်ပွားခဲ့တဲ့ စကိုင်းတိုင်း6ဦးမြို့နယ်ဘုံတိုရွာကလေကြောင်းတိုက်ခိုက်ခံရမှုဟာနိုင်ငံတကာသတင်းစာမျက်နှာတွေရဲ့ခေါင်းကြီးပိုင်းသတင်းတပုတ်ဖြစ်ခဲ့ပါတယ်။စီမီထုံမွဲပြုလုပ်နေတဲ့အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်တဲ့အာနာသိန်းစစ်အုပ်စုရဲ့လုပ်ရက်ကိုကဘာကူလာတမကအဖွဲ့ကြီးကလည်းပြစ်တင်ရှုတ်ချခဲ့ပါတယ်။ဘုံကျဲခံရမှုကြောင့်တေဆုံးခဲ့တဲ့သူတွေထဲမှာမုံရွာအမြန်လန်းတပိတ်ဥဆောင်ကော်မတီကကိုချန်းငိမ့်အောင် ကိုကံမြင့်ကိုဇော်လင်းနိုင် ကိုညင်ညီဇော်တို့လည်းပါဝင်ပါတယ်။ ကိုချမ်းငိမ့်အောင်တို့မိသားစုထဲမှာရဲမိသားစုဝင်၄ဦးသေဆုံးခဲ့ရတာပါ။သခိုင်းတိုင်းမုံရွာ၆ဦးမြို့နယ်အဆက်မှာသတင်းကြိုလာပြင်းနေညကစီမီထွန်းဘွဲကိုတိုက်ခိုက်ခံရတာကြောင့်လသားရွယ်ကလေးငယ်အပါဝင်သေဆုံးသူ25ဦးထိရှိလာပြီးထိခိုက်ဒဏ်ရာရသူတွေကစိုးရိမ်ရတဲ့သူတွေအများပြားရှိနေသေးဖြစ်ပါတယ်။ကဘာကူလာတမကလူခွင့်ရုံရဲ့အဆိုအရစကိုင်းတိုင်းဒေသကြီးဟာတနိုင်ငံလုံးတိုင်းတာအနေနဲ့လေကြောင်းတိုက်ခိုက်ခံရမှု အရက်သားတည်ဆုံမှုဖြစ်ပွားမှုအများဆုံးဒေတာတစ်ခုဖြစ်ပါတယ်။ပြီးခဲ့တဲ့2025ခုနှစ် match လ28ရက်နေ့ကနေ match လ31ရက်အတွင်းမှာတင်လေးချောင်းတိုက်ခိုက်ခံရမှု108ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးအနည်းဆုံးလူ89ဦးတည်ဆုံခဲ့ပါတယ်။၆ဦးမြို့နယ်ဘုံတိုရွာတိုက်ခိုက်ခံရတဲ့ပါရာမော်တာစက်တက်လေထီအုံပြူပြီးတိုက်ခိုက်တဲ့ပုံစံမျိုးဟာစစ်ကောင်စီဘက်ကနေအရှိန်ပိုမိုတိုးမြင့်လှုပ်လာနေကြောင်း UNOCHA အဖွဲ့ကပြောဆိုထားတာလည်းဖြစ်ပါရဲ့ရှင်။ စ်ကောင်စီနဲ့တော်လန်ရေးတပ်ဖွဲ့တွေကြားစစ်ရေးပြင်းထန်နေတဲ့ကရင်ပြည်နယ်ရှမ်းပြည်နယ်နဲ့စကိုင်းတိုင်းဒေသတွေမှာအော်တိုဘာလတရက်နေ့ကနေဒီနေ့အထိစစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့်ကလေးတငယ်အပါအဝင်အရက်သားတေဆုံးသူ53ဦးထိရှိလာပြီး52ဦးထိထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကတန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ထိန်ချုံမြို့နယ်တချို့ကိုပြန်ရဖို့စူးစမ်းနေတဲ့စစ်ကောင်စီဟာစစ်ရေးပြတ်မှတ်မဟုတ်တဲ့အရက်သားတွေကိုဥတည်ပြီးတော့ ဘုံကျဲတိုက်ခိုက်တာတွေဖြစ်နေရလို့ TNL ဘက်ကပြောဆိုထားပါတယ်။အော်တိုဝါလတရက်နေရစပြီးတော့ဒီကနေ့အထိရှမ်းမြောက်ဒေသကမိုင်းလုံးမိုင်းော့နမ်မတူအပါဝင်မြို့နယ်အတော်များများကိုစစ်ကောင်စီကဇက်တိုက်ဆိုသလိုလေးချောင်းပုံကျဲခဲ့တာကြောင့်ကလေးငယ်အပါဝင်အရက်သား24ဦးသေဆုံးပြီးတော့19ဦးထိပြင်းထန်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်သခိုင်းတိုင်းဒေသကြီး6ဦးမြို့နယ် ဘုံတိုကျေးရွာစီမီးတပိတ်ကိုပြီးခဲ့တဲ့အောက်တိုဘာလ6ရက်နေ့ကလေးချောင်းပုံကျဲခဲ့တာကြောင့်အရက်သား24ဦးတေဆုံးပြီးတော့40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေလည်းဖြစ်ပါတယ်။အလားတူပဲကရင်ပြည်နယ်ကရင်မျိုးသားအစည်းအရုံး KNU ကော်တူလေးအုပ်ချုပ်မှုနယ်မြေအတွင်းကဘီလင်းမြို့နယ်ပြမပင်စိတ်ကျေးရွာအနောက်ဖက်ကျန်းကဘောယူပလောကိုပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့မှာစစ်ကောင်စီကလေးချောင်းပုံကျဲခဲ့တာကြောင့်ကျောင်းသား9ဦးတေဆုံးပြီးတော့9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ အနာသိမ့်ပြီးနောက်ပိုင်းနယ်မြေဆုံးရှုံးမှုတွေများလာနေတဲ့စစ်ကောင်စီဟာလာမယ့်ဒီဇင်ဘာလလကုံပိုင်းအတွင်းမှာကျင်းပမဲ့ရွေးကောက်ပွဲမတိုင်ခင်ဆုံးရှုံးနယ်မြေတချို့ကိုပြန်လည်ထိ ंछ ုံနိုင်ဖို့မြေပြင်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေရပါဒါအပြင်စစ်ကောင်စီအနေနဲ့အရက်သားတွေနေထိုင်နေတဲ့လူနေကျေးရွာရက်ကွက်တွေနဲ့အများပြည်သူနဲ့သက်ဆိုင်တဲ့အဆောက်အအုံတွေကိုလေကြောင်းပုံးကျဲတာတွေစက်တိုက်လှုပ်ဆောင်နေတာကြောင့်ပြည်သူတွေအနေနဲ့စစ်ရေးသတိရှိကြဖို့ တိုင်းရင်းသားလက်နက်ကင်တွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေကသတိပေးထုတ်ပြန်ထားကြတာလည်းဖြစ်ပါရဲ့ရှင်ဘာမဘီဂျီရဲ့အပတ်စဉ်စနေနေ့တိုင်းတင်ဆက်နေကြတပတ်အတွင်းအထူးသတင်းစီစဉ်များကို စုစည်းပြီးတော့တင်ဆက်ပေးခဲ့တာပါ။ဘာမဘီဂျီကိုအားပေးကြည့်ရှုနေကြတဲ့ပရိသတ်များနဲ့တကွမြမပြည်သူပြည်သားများအားလုံးစမ်းမရွှင်လန်းစေဖို့အတွက်ကိုဆုတောင်းမေတ္တာပို့သပါရစေ။